ချစ်တော့ဂျူမင်းတွေ့ရတချစ်တော့ဂျူမင်းတွေ့ရောဟာအုပ်စုလိုက်ကြီးဝယ်စားကြရပေါ့ဇက်လေးကိုထဲမဲ့ချိန်ကြတော့မှဟေးလောက်ဥတွေကပြုံလိုက်ကြီးကြည့်ရောမရှင်ကောင်ကအဲ့လိုမျိုးဥဥလိုက်တယ်လို့ထင်တာနော်မဟုတ်ဘူးရင်ကောင်ရဲ့ဖင်ကနေပဲလောက်ကောင်တန်းထွက်လာတာတော့ဥဥမယမ်းမောင်းပါပေါ့နော်ဒီနေ့ ဝယ်စားလိုက်တာဦးမေယံပေါင်းတွေကနေပြီးတော့မှဟန်နီပလာစာကြီးပါလာတာပါစက်အလုံးမင်းမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့အစားအသောက်ကြိုက်တဲ့သူတွေအနေနဲ့တော့တတိထားတင်တဲ့ video လေးပဲဖြစ်ပါရရှင်စားတော့ဆိုလို့ရှိရင်တော့ကြိုက်ကြတဲ့လူတွေကများကြတယ်ရှင်။ဒါကြောင့်မို့လို့ကောတော့အစားတစ်ခုခုဝယ်စားတော့မှဆိုရင်တော့မနော်တက်ရှင်တက်ရတဲ့ဆိုင်ကိုရွေးချယ်ပြီးမှဝယ်စားတဲ့နေရှင်။ဒီဗီဒီယိုလေးကဆိုရင်ငံကောင်မှရှိတဲ့ပွဲစည်းတစ်ခုကိုတွားလှန်ရင်းနဲ့နော်ကြက်ချောက်ဂျူးမြစ်ဝယ်စားတာနော်။ ဒီရဲ့ချက်ချက်တော့ဂျူမီထဲမှာနော်လောက်ဥကြီးပါနေလို့ဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ဘယ်ဆိုင်လဲဆိုတာသိရအောင်လို့ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးလေးလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ညာဘုံမှာရှိရသူတွေပြောပြမယ်ဒီလားဒီနေ့ဘွားချက်ချက်တော့ဂျူမီသွားဝယ်ရအဲဘယ်နဲ့လားဘယ်နဲ့လားလိုင်းညာဘုံမှာရှိရသူတွေပဲနော်အဲတောင်းကလာလားတောင်းကလာ30တလန်နော်30တလန်မြစ်တာလမ်းမှာငါပွဲသေးရမှာကွာအဲမဟုတ်ပါ 30မြပြလား30တိကိမှာပွဲစေးရောက်နေကွာထားလိုက်နော်ပွဲစေးရောက်နေရောညာကြက်ချီတော့ဂျူးမြတွေ့ရကြက်ချီတော့ဂျူးမြတွေ့ရောဟာအုပ်စုလိုက်ကြီးဝယ်စားကြရပေါ့ဟောတပွဲ3000နဲ့ဆိုတော့နည်းနည်း3000ဆိုမှလည်းဖော်ဘူးလေးနဲ့3လေးခုလောက်ပါကွာဒါပေမဲ့ဝယ်စားမယ်ဆိုပြီးသွားတာမျိုးစဉ်းစားကြည့်ပစက်လေးကိုထဲမဲ့ချိန်ကြတော့မှဟေးလောက်ဥတွေကပြုံလိုက်ကြီးနော်လောက်ဥတွေကပြုံလိုက်ကြီးအဲ့ဒါနဲ့ငါတို့ကအဖွဲလိုက်ကြီးပြန်သွားတာပေါ့ သူကတော့ဒီဟာကြီးကိုစားကျင်တော့မှာလေမဟုတ်ဘူးလားအဲ့ငါတို့ကလေပွဲဖြစ်မှာဆိုလို့ရောသူလည်းဈေးရောင်းပြက်မှာဆိုလို့ဆိုပြီးတော့အဲ့ဒီဟိုချောင်းရိုးချောင်းပြားလေးတွေကနေပြီးတော့သွားပြတာပေါ့ဟဲ့အာအရင်ဆုံးအဲ့အမကြီးကမရှိသေးဘူးရောင်းတဲ့ကိုကြီးပဲရှိရကိုကြီးရေဒီမှာကတော့လောက်ဥတွေပါနေရညီမတို့ကမတတိတော့ဘူးဒါပြန်ပြီးတော့လည်းမလဲတော့ပြန်ပြီးလဲအောင်လေဒီတပန်းနဲ့ဟဲ့သူကစားကျင်တော့မှာလေမလဲတော့ဘူးဒါပေမဲ့ဒီဟာကိုပြန်ပြီးတော့ပြက်ဆန်ပြန်လျော်ပေးပါလို့ပြောတာသူကလည်းအကောက်ကားမို့ပြောရင်တော့လေ ။အော်ဟိုသူကလည်းဒါရောင်းနေတာမို့လို့ကောက်ကောက်မို့ပြောနေတာနားလည်နိုင်သေးတယ်။ဟဲ့ပစလည်းပြန်မအားနိုင်ဘူးတဲ့ဒီဟာကိုတဲ့ဟိုဘယ်လိုပြောရမလဲ။ကိုမသားကိုလှုပ်ပြင်းလည်းလှုပ်ပြင်းဆိုင်ရင်လည်းစားပေါ်ရဲ့ပစလည်းပြန်မအားနိုင်ဘူးတာဝန်လည်းမယူနိုင်ဘူးတဲ့စဉ်းစားကြည့်လောက်။ပစ္စည်းကလောက်ဥပါတာကို तू တောင်းမှန်တောင်းမှန်မတောင်းမှန်လည်းပတ်စံပြန်အမ်းရမှာဟဲ့။ငါပြောပြမယ်နော်။နို့သွားစားမှာဆိုလို့ငါပြောပြလိုက်မယ်ဒီလား။အဲ့အဲ့ဒီပွဲစည်းရဲ့နော်။အဲ့တက်တက်ဝင်သွားလို့ရှိရင်ငါတို့ဟိုဟာပြောပြမယ်။ င်တော့ဗာလဲရဟတ်ရှယ်လေးရဟတ်ဒီဘက်မှာလေးဒီလားအဲ့မှာကြကြောလုံးကြက်ကင်ကြကြောလုံးเนาะ ကြကြောလုံးပေါင်းဆိုင်ရဲ့ဘေးနားမှာအဲ့နားမှာရှိရယ်နော်သုံးခုတိလားလုံးဝဝယ်စားနေလုံးဝအမဲသွားတော့နင်းနဲ့မဲတော့ဝယ်လာတကယ်တော့မဟဲတိရမလားလိုင်းမော်တင်တာတို့ပြက်တာတို့ခုဖြစ်တယ်ဆိုရင်ပါးတော်ဆွဲချအောင်ပါလေစဉ်းစားကြည့်လားကိုကပတ်ဆိုင်လဲဘေးဝယ်စားရသည်လောက်ဥတွေပါလို့ကိုကသွားပြီးကောက်ကောက်မှုနဲ့သူများရဲ့တိမှာဆိုတော့သွားလဲတာတော့မဟေနင်းတို့စဉ်းစားကြည့်လိုက်တိလားလုံးဝအဲ့ကိုသွားဝယ်မစားရနဲ့သွားဝယ်စားလို့နင်းလောက်ဥပါလို့ရှိလို့ရှိရင်လဲလေနင်းပဲခံရမှာတိလားအဲ့ဒါလာပြောပြရနင်းစဉ်းစားကြည့်လိုက်လုံးဝလူပြောကကိုရောင်းတဲ့ပစ္စည်းပေါ့တာဝန်ယူမှုမ ရှိဘူးလူမျိုးတောင်းမှန်တော့မတောင်းမှန်ဘူးတက်ဘူးဆိုရင်ဈေးရောက်စားနဲ့လေဟုတ်တယ်မလားဈေးရောက်စားရဲဆိုမှတော့သူများကတောင်းဝင်ယူပေးတက်ရတယ်ကိုယ့်ရဲ့အမားကိုနော်ဘယ်သူမှတော့လောက်ရှိမှန်းသိငါတို့ကလည်းဝယ်စားမနေဘူးပတ်စပ်ပေးယူဝယ်စားရတာကောင်းမှစားကြည့်ရင်မကောင်းရင်တော့မစားကြည့်ဘူးဟုတ်တယ်မလားနော်မလေးလိုင်းမတင်တဲ့သူတော့ပါးရိုက်အောင်မှလည်းငါကလည်းရိုက်ခန့်ခြင်းလုံးလို့တင်တာဟဲ့ တီလာရိုက်ခင်ရင်လို့တင်တာနော်ငါနေ့ကိုပြောပွားရင်နော်ဒီလိုင်တာယာတောင်းကလာ30တင်မြစ်တာလန်နော်တောင်းကလာတောင်းကလာမြစ်တာလန်30ဒီကေအဲ့မှာပွဲစည်းရောက်နေအဲ့ရဟိုဗာလဲမာလာကင်တို့ဘာလို့ရောက်တာကွာ၃မျိုးရောရောက်တာအသီးဖင်ရီရောအိမ်ရဲ့အရှိမတီလာလုံးဝဝယ်မစားကြပါနဲ့အဲ့ဒါပိုကျိုအခုတွေကလာပြီးတော့ဒီပေးရပါနော်ဒါရန်ကုန်ကလူတွေအတွက်ရန်ကုန်ကလူတွေအတွက်လာပြီးတော့ဒီပေးရ ကိုကတော့စားတောက်ကုံရောင်းစားတယ်ဆိုလို့ရှင်အဓိကကတော့တန့်ရှင်းတရမှုပဲရှင်တချို့ဆိုင်ရှင်တွေကတော့နော်ကိုစားတယ်လို့မျိုးတန့်တန့်ရှင်းရှင်းရောင်းတယ်ဆိုပေမဲ့နော်ခုလိုမျိုးပွဲစရဈေးတွေတွေကတော့တခါရောင်းမဲဆိုတော့နော်သူတို့ကပြီးစလွယ်လောက်ကြတာရှင်တန့်တန့်ရှင်းရှင်းမလောက်ကြဘူးနော်လမ်းဘေးမှာဆိုတော့ဖုန်တွေကတလောင်းလောင်းနေနော်ဒီနေ့ချက်တဲ့ဟာကမကုန်ရင်လည်းနောက်နေ့ကိုတော့ပြန်နှွေးပြီးတော့လောက်တာဆိုတော့ ဘွေးစည်းကအစားတောက်တွေကတော့တိတ်ပြီးတော့တန့်ရှင်းတယံမှုမရှိကြဘူးရှင်။ဒါကြောင့်မို့လို့ဘွေးစည်းသွက်လည်ရင်လည်းနော်မုန့်စားကြမဲ့သူတွေလည်းနော်တတိထားပြီးတော့တန့်ရှင်းတယံရတဲ့ဆိုင်လေးကိုရွေးတင်နေရှင်။နောက်ထပ်ဗီဒီယိုလေးကတော့နော်ရင်ကောင်တွေနားတဲ့အစားအစာကိုနော်မစားတဲ့အကြောင်းနော်ရင်ကောင်တွေကဥဥတော်မဟုတ်ပဲနော်သူ့ရဲ့ဥကနော်လောက်ကောင်တွေဖြစ်သွားတဲ့ညီမနဲ့တူတူစက်ကြည့်လိုက်အောင်နော်။ အိမ်မာလေးချင်းဆက်ကဒီဘလောက်တက်ထားတကားမကြီးရလေအဝင်အထွက်အဲ့လိုအဖွင့်ပိတ်ရှိတဲ့ခါကြလေရင်ကောင်တကောင်ဝင်လာတာနဲ့ကျမတို့ချတာပဲအဲ့ဒါလေးအခုဒီမှာကျုံရင်ကောင်တကောင်ဝင်လာလို့ဒါဆိုရင်နှစ်ကောင်မြောက်ပေါ်တော့ကျမတို့ရိုက်ဘူးရဲ့တိလားအဲ့လိုအကောင်ကြီးထွက်တာပဲကျမတို့မြင်ရတော့အဲ့ဒါမှလေအမကြည့်ရောမရင်ကောင်ကအဲ့လိုမျိုးဥဥလိုက်တယ်လို့ထင်တာနော်မဟုတ်ဘူးရင်ကောင်ရဲ့ဖင်ကနေပဲလောက်ကောင်ကြီးတန်းထွက်လာတာတော့အဲ့ဒါလေး ကျမတို့အဲ့ကြောင့်လမ်းပိစာတွေမစားနဲ့လမ်းပိစာတွေမစားနဲ့ဆိုတာဒါမျိုးဖြစ်မယ်သိလားအဲတခါလေကျမဆိုလေအကင်ဆိုင်ဒီမှာလေအဲ့လိုရင်ငေါတလောင်းလောင်းနဲ့တော့အကင်တွေကိုခင်းထားတာအချောင်းလိုက်အချောင်းလိုက်ပြီးရင်သူတို့အုပ်ထားတာလည်းလေမလုံးသိလားအဲ့လိုမျိုးကြီးဆိုလေဒီလိုဒီလိုရင်ငေါမျိုးတွေဒါရှိလို့တော့သွားပြီပဲအမှအမှကြုတ်ချောင်းထဲမှာဘယ်နှကောင်လောက်ဝင်နေလဲမသိဘူးအဲ့ကြောင့်လမ်းပိစာစားပြီးရင်ဝါပြက်ဝါရှော့ဖြစ်တယ်ဆိုတာလေဒီလိုလောက်ကောင်တွေစားမိလို့လားလို့ထင်တာပဲကျမကတော့လေစားမိလို့ထင်တာပဲမမြင်ရဘူးလေနော်သူတို့ဥဥသွားအကောင်ရင်ငေါနားလိုက် ိုက်ပြီဆိုတာနဲ့အဲ့ဒီအကောင့်ကြီးကတတိလေးဆိုမမြင်ရဘူးဒါကျမအနီးကပ်ရိုက်လို့အပြင်မှာဆိုတတိလေးအဲ့တတိလေးညာဝင်တာမြန်မာပေါ့နော်အစားတောက်တယ်ကိုလေအဲ့နောက်ကျမဘယ်မှာမြင်လဲဆိုအဲ့ဘိုးဆောင်ကန္နာလဲငါးကင်ဒီငါးကင်ဒီအရန်ရုံဖို့ကောင်းတဲ့ရင်ကောင်းဒီမှလေအိုးအထွေးလိုက်အထွေးလိုက်အဲ့ဒါကိုလေရောင်းတဲ့လူတွေရက်ခတ်ပြီးတော့ရောင်းတယ်သူတို့သူတို့ရက်တောင်လေးနားလိုက်တန်းတဲ့ရင်ကောင်းဒီကရီဆိုအဲ့မှာငါးကင်ဒီမှာကတ်တာတော့အဲ့လိုအကောင်မျိုးဆိုရင်စဉ်းစားကြည့်ဘယ်နှကောင်လောက်များရှိမလဲတကောင်လောက်ပဲဝင်နားလိုက်တာတော့မှအထွေးလိုက် ကြာတာเนาะသူ့ဖင်ထဲကနေအထွေးလိုက်အမအထွေးလိုက်အဲ့လိုကြာတာဆိုတော့စဉ်းစားတာကြည့်လိုက်တော့အဲ့ဘူရောင်ကန်းနာတွေဆိုဘယ်လိုမျိုးအစားတောက်တွေစားကြအောင်လဲကျမသွားလိုက်ဘယ်လိုမှမစားနိုင်ဘူးအဲ့ငါးကင်းတို့ဘာမှမစားနိုင်ဘူးကျမရင်ကောင်တွေနားတဲ့အစားစားဆိုလဲเนาะမစားတင်ဘူးเนาะရင်ကောင်တွေရဲ့ဥပါเนาะဒီလိုမျိုးလောက်ကောင်ဖြစ်သွားတယ်ဆိုတော့เนาะတော်တော်ကိုမှယွန်စရာကောင်းနေရှင့်နောက်ထပ် view လေးကတော့ဦးမြန်မောင်ကြိုက်တဲ့သူတွေနဲ့เนาะတတိထားတဲ့နဲ့ရှင့်ဦးမြန်မောင်နဲ့မှာဟန်စာပလက်ပါလာတယ်တဲ့ရှင့်ညီမနဲ့တူတူစက်ကြည့်လိုက်အောင်เนาะဦးဦးမြန်မောင်ဟာပေါ့เนาะဒီနေ့ ဝယ်စားလိုက်တာဦးမယံပေါင်းတဲ့ကနေပြီးတော့မှဟန်နီပလာစတာကြီးပါလာတာပါစက်တဲ့ရောက်ပြီးဝါးပြီးတော့မှပဲပြီးတယ်ဘလောက်တောင်တန်ရှင်းတက်ရမှုမရှိရဲဆိုတာကိုကြည့်ပါအောင်ဟိုဒီလောက်အထိတော့တန်ရှင်းတက်မှုမရှိဘူးဆိုတာစစ်ဆေးတဲ့လူတွေရောထုတ်လုပ်တဲ့လူတွေရောအကုန်လုံးသိအောင်လို့တင်ပြတာပေါ့နော်ဒါလုံးဝမဖြစ်သင့်ဘူးလေမကြည့်ပါဟန်နီပလာစတာကြီးပါစက်တဲ့ရောက်မှဝင်တော့ကိုယ့်ရဲ့အဖြစ်ကိုလည်းကြည့်ကြပါအောင်တော်တော်ဆိုးဆိုးဝါးပဲ ဟာနီဦးမယံပေါင်းတွေကပါတာပါဒီမှာအကုန်လုံးမြင်အောင်လို့ပြတာပါ။အော်တော်တော်ဆိုးသွားလိုက်တာတန်ရှင်းမှုတော့အလောက်တောင်မှအားနေရလား။မယံဟာနီပလာဆာဆိုလုံးဝသုံးပြီးသားဟာကြီးပါလာတဲ့ဥစ္စာကြီးอ่ะ။ဦးမယံပေါင်းပါ။မြင်အောင်လို့ပြတာပါ။တော်တော်ဆိုးဆိုးပဲ။ကိုမနေရထိုင်တာတော်တော်ကြီးကို ။ဘာသာတည်းရောက်ပြီးကမှသိတယ်ဆိုတော့ပို့ဆိုးရရင်ထဲမှာတကယ်နေလို့ထိုင်လို့အဆင်ဘုံမပြေဘူး။ဒီဦးမယံပြားရဲမှာဆိုရင်သူကဒီမှာဘလောက်တန်ရှင်းမှုရှိမရှိဆိုတာပေါ့နော်။တခြားကြည့်ပြပါ။ငှက်အမွှေးပါလာပါလေ။ငှက်အမွှေးပုံစံမျိုးပေါ့နော်။အဲ့လိုပါလာတယ်။ကိုနီရလေလိုင်းပေါ်မှာဦးမယံပြားထဲမှာဟန်နီပလတ်စာပါလာတာကိုတွေ့ပါရဲ့ဒီအထုပ်ဝဲအချိန်မှာတော့လည်းစဉ်းစားမိရဲ့ အဲဒီအထဲထဲမှာ honey plaster ပါလာတာကိုတွေးမိရဲဒါပေမဲ့ပထမတတုပ်ထုတ်တဲ့ဟာနဲ့ဒုတိယတတုပ်ထုတ်တဲ့ဟာမတူလောက်ဘူးဆိုပြီးတော့အထင်ကဝေလာခဲ့တယ်ဒါပေမဲ့ဒီလောက်ထိတန်ရှင်းတဲ့ရလိမ့်မယ်လို့တော့မထင်ထားဘူးပေါ့နော်နောက်တစ်ခုတွေမှာရောပမ္ပပါဆိုတာတရားပြပေးထားပါတယ်အစာတောက်စက်ရုံတွေကိုပြောချင်တာကအစာတောက်တွေကိုတရားတက်တက်ရှိရှိထုတ်ပေးကြပါဒီလောက်ထိမညစ်ပတ်ကြပါနဲ့ ဒီလိုအချိန်မောင်းတော့တယ်ဆိုတာကလူကြီးလူငယ်မျိုးစားသုံးကြပါတယ်။မတန်ရှင်းရင်ကျမရေထိခိုက်နိုင်ပါတယ်။လူတွေကိုလည်းပဲအစားအသောက်ကိုကြီးစားကြပါမတန်ရှင်းတဲ့နေရာကြီးမစားကြပါနဲ့လို့ပြောချင်ပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဦးမြန်မောင်ကြိုက်တဲ့သူတွေအနေနဲ့လည်းเนาะဦးမြန်မောင်ကဘလောက်ထိတောင်မှထုတ်ပိုးဘူးညံ့ဖြစ်လဲเนาะတန့်ရှင်တည့်ရမှုကလည်းမရှိဘူးရှင်အခုလိုမျိုးတုံးပြီးသားဟန်စာပလက်တောင်မှပါလာတယ်ဆိုတော့เนาะတော်တော်ကိုမှယွန်စရာကောင်းတယ်ရှင်ခါကြောင့်မလို့ဦးမြန်မောင်ကြိုက်တဲ့သူတွေအနေနဲ့လည်းเนาะဝယ်စားမယ်ဆိုရင်ဒီချာလေးကြည့်ပြီးတော့မှစားတဲ့နဲ့ရှင်ဒီအမလိုမျိုးเนาะပါဇက်သေးရောက်ပြီးမှပြင်တော့တအားကုန်မှเนาะ သူများရဲ့အနာကိုကတ်ထားတဲ့ဟန်စာပလတ်ဆိုတော့တော်တော်ကိုမှလည်းယူစရာကောင်းနေရှင်ဖြစ်နိုင်ရင်တော့မစားတာတော့အကောင်းဆုံးပါပဲရှင်ခုလိုမျိုးတန်ရှင်းတက်ရမှုမရှိတဲ့နော်အစားအစာမျိုးတွေကလည်းနော်ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်နိုင်နေရှင်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမှာရှင်